မင်္ဂလာပါဟုတ်မင်္ဂလာပါခင်ဗျာကျွန်တော်ဒီရည်ချင်းနေလောက်ပါအောင်အဲ့ဆိုမိတ်ဆက်ပေးပါကျွန်တော်ရဲဘော်နယ်ပဲတော့ရဲဘော်ဖိုးချစ်ပါရဲဘော်ဖိုးချစ်လက်ရှိကတော့ကျော်ဒီ justice ဆိုကြ PD ရဲ့ method တင်မှာဒါမှထမ်းဆောင်နေတော့ထမ်းဆောင်ဟုတ်ကဲ့ဒီတော်လန်ရေးကိုပေါ့နော်ဆရောက်ဖြစ်ခဲ့တဲ့ပုံစံလေးဘယ်လိုခက်ခဲကြော်ပြက်ခဲ့ရလဲဒါဆိုဒါအခုပါလေခုနပြောရလို့ဆိုရင်ဒါဘယ်ဘယ်တော့ဆိုရင်၄နှစ်ပြည့်မှာ၅လပိုင်းဆို၄နှစ်ပြည့်၅လပိုင်းဆို၄နှစ်ပြည့်ပေါ့အဲ့ဒါဆိုအုပ်ပဲလား ဟုတ်ကဲ့။ဒါကြောင့်အဲ့လိုစပြီးတော့စောကြီးကာလမှာလာအောင်လာတဲ့ခါမှာပေါ့နော်ဘလို့ခက်ခဲတွေရှိသလဲဘလို့မျိုးရောက်အောင်လာခဲ့ရသလဲ။ဘာတွေကြောင့်မလို့လာ။ဘာတွေကြောင့်မလို့လာလဲဆိုတော့ပထမဆုံးကျွန်တော်နေတာဒီတဝိုက်မှာဆန္ဒပြမှုတွေလည်းအများကြီးပဲ။ဆန္ဒပြမှုတွေတဲ့အများကြီးရဲ့နောက်မှာအသက်ပေးလိုက်တဲ့လူတွေလည်းရှိတယ်။ဟုတ်ဟုတ်အဲ့လိုမျိုးငကိုတဲ့ကဝန္ဒနာပါတာလည်းဒီလူတွေကတည်းကအပိုင်နောက်တစ်ခုက အဲ့အချိန်မှာကျွန်တော်တို့လွတ်လပ်ခွင့်နေပျောက်ဆုံးသွားတယ်။အရင်တော့ဆိုည9:00နာရီ10:00နာရီ17:00နာရီလောက်ကြီးကကျော်လမ်းမပေါ်မှာပဲရှိသေးတယ်။အိမ်ပြောင်းအိမ်မပြောင်းဘူး။ဒါကြောင့်ဂီတာတီးလန်တီးနေတယ်။တခါတလေထိုင်ပြီးတော့တောက်နေတယ်တောက်လို့ရ။အဲ။အင်အားလည်းဖုန်းမဆက်ဘူး။ဟုတ်ဟုတ်။အဲ့လိုစိတ်ချရအောင်။2019 2018လောက်ကဆိုကျောထိုင်နေနေရာမှာဖုန်းကြကြံခဲ့ရတော့နောက်နေ့မနက်တော့ရှာအဲ့နေရာမှာတွေ့တယ်။အင်း။အဲ့လိုဘွားကြီးမျိုးကပျောက်သွားပေါ့။ချက်ချင်းလန်ကြီးနော်။ချက်ချင်းလန်ကြီးပျောက်သွား။ ဖြစ်ချင်တော့အဲ့ဒီမနက်ကနန်းလျှောက်ထွက်တဲ့အချိန်မှာအကုန်လုံးကဖုန်းလိုင်းနေလည်းမမီအဲအဲဟောအနာသိန်းနေနေနော်အနာသိန်းနေနေဖုန်းလိုင်းနေလည်းမမီတော့ပြီးရင်လည်းဘာဖြစ်ကုန်မှမသိလဲရောက်ရက်တိတ်ခတ်နေကြအဲ့လိုမျိုးကြီးပေါ့တခုတော့တခုကိုပဲလို့ထင်လားနောက်ပိုင်းခန္ဓာလေးတော့ရှိတာပါအဲ့မှာကျွန်တော်တို့ဒီရှေတန်းကနေပြီးတော့စန္ဒပြရနေမှာလိုက်တာ မိုတော်တောင်းတဲ့ပြစ်တာတွေရောဟာလေပါခဲ့သေးရအပါကျွန်တော်ကဒိုင်းဖွဲ့ဒုတိယရှိအာဟိုဒိုင်းထိုင်ပြီးပြရတဲ့အခေါက်တွေလည်းခဏခဏပဲဆန်ကြောင်းပါလိုက်ဂုံးတရာအောင်ပါပေါ့စပိန်နဲ့ဆန်နာပြရတာစပိန်နဲ့ဆန်နာပြရင်လည်းစပိန်ကကျွန်တော်နင်းလို့မရတော့စပိန်ထိုင်ပြီးရလူအုပ်ကများပေါ့စပိန်နဲ့ဘလို့မှတိုးလို့မပေါ့တော့ဟုတ်ဟုတ်ဟိုဘက်ကလည်းတောက်လျှောက်ကြီးဖိပြီးတိုးလာတဲ့ခါကျတော့စပိန်ထိုင်ပြီးရတော့ဟုတ် အဲ့စမိန်လဲထားရတာမနာလွတ်ပြခဲ့ရတာ။အော်။နောက်လေကြာပါဝါမရှိတော့မရှိတော့ဘူး။စပိန်တော့တော်တော်မားအကုန်မားတယ်ဖက်လက်တရားစားမားတယ်။မားတယ်။အဲ့ရနေပြီးတော့အချိတ်ဆက်ကတော့ကျွန်တော်ဒီတရားချင်းတရားဦးလေးရနေချိတ်ဆက်ပြီးတော့။အင်း။သူကဘယ်ကိုသွားမယ်လို့မပြောဘူး။ပတ်စံဘယ်လောက်ယူလာမယ်လဲဆိုတော့3000ပဲယူလာတယ်။3000ပဲယူလာ3000နဲ့လိုက်သွား။လက်စိတ်ပိုင်ပြီးရော။လက်စိတ်ပိုင်ပြီးရော။အဲ့အချိန်ကာလက3000ဆိုတော့နည်းနည်းတော့များတာပေါ့။3000နဲ့ကျွန်တော်2ယောက်6000ပေါ့။ တော်တော်နောက်တစ်ယောက်ပါသေးရနောက်တစ်ယောက်ပါတကယ်ချင်းပါသေးရပါသေးတယ်နောက်တစ်ယောက်ကတော့အခုကင်းရင်နေပါအော်ရှိသူလည်းဖိုက်တာပဲချနေသူလည်းစင်အော်ဟိုးနေလေးတဲ့သူလူပေါင်းလာသေးရခြင်းနေပါဒါဒီဘက်ကင်းပြီနဲ့ရောက်မှသူတနေရာကျွန်တော်တနေရာဖြစ်သွားဟွန်းလာတဲ့လမ်းမှာအခက်ခဲရှိလားဆိုတော့မရှိဘူးမရှိဘူးဆိုတော့ကျွန်တော်တို့အကုန်လုံးအမြင်သေးသေးနဲ့လာတာကျွန်တော်ကနောက်ဆုံးခုံမှာထိုင်နေတယ်သူကဟိုးရှိခုံပေါ့ဟိုတယောက်ကကျတော့ထိတ်ဆုံးခုံပါလို့ပြောတယောက်တစ်ယောက်မသိတဲ့လူဟန်ဆောင်ပြီးနေကြတာဟွန်း ရောက်လဲရောက်ရောက်ပြီးတော့သူတက်မှတ်တဲ့အနေအောင်ခေါ်သွားတော့တက်မှတ်တဲ့အနေအောင်ခေါ်သွားပြီးအဲ့မှာစပြီးသင်တန်းတက်ဖြစ်တယ် ABSDF အာအာတောင်းသားတက်မှတ်တော့အဲ့မှာအခက်အခဲကတော့ဆက်စားခြင်းဘယ်လိုစလဲဆိုတော့သမင်းပြဿနာပါလေอืมစံချမ်းဆိုတဲ့ဟာကြီးကလည်းစားတော့စားဘူးလေဓမ္မဟင်းကကြတော့ကျွန်တော်ရန်ကုန်လို့တခြားမြို့နယ်တွေမှာဆိုရင်ငပိကျော်လေးဝယ်စားလိုက် ။ရှားဟိုဘာညာလေးဝယ်စားလိုက်လို့ရတယ်။အဲ့မှာကျတော့ဘာဝယ်စားလို့မရဘူး။ဟိုမနက်မိုးလင်းခေါက်ဆွဲပြုတ်တထုပ်တော်ကွက်ကောက်တော့မဟုတ်ကော်ဖီ။နေ့လည်ခင်းဆိုရင်ကျွန်တော်ပဲဟင်း။ပဲဟင်းလည်းဟိုပဲဟင်းပွားအောင်ဆိုပြီးခေါက်ဆွဲပြုတ်ထိုင်တာ။ဒီနေ့ပိုင်းဆိုရင်လည်းအရွယ်အတိုင်းမပါ။အတိုင်းဟင်းကနှစ်ပတ်တခါလောက်တော့ပါ။အာအတားရင်ပါလေဟိုပြောရမစို့အတားပြပြွားကြီးတော့မဟုတ်ဘူးပါလေဆိုရင်ပါလေဆိုရင် ။နောက်ပြီးတော့အဲ့မှာမွေးငါရမ်းစားတာ။အဲ။လွတ်လွတ်ရတာဖတ်တိတ်ပေါ့။မွေးငါရမ်းပေါ့။ကျော်ဒီဘားတိုက်ဆောက်တာတို့နောက်ပြီးစေကန်းဆောက်တာတို့။အင်း။အဲ့ဒါကြီးဆောက်လို့ရလို့။တင်တာကတော့အဲ့မှာဒီဆေးပြအခြေခံတွေရောတိုက်ခိုက်တဲ့ပုံစံတွေရောပြက်ကက်စင်တွေရောနောက်ပြီးကျွန်တော်ရမ်းချက်တဲ့ဟာတွေပါတင်ရတယ်။အင်း။ကျွန်တော်များတော့တင်ခဲ့ရအောင်ကျွန်တော်များတင်ခဲ့ရအဲ့ဒါနေတင်တယ်လမ်းပြီးတော့ကျွန်တော်ရန်ကုန်ပြန်နိုင်သေးတယ်ဟုတ် ရန်ကုန်နေပြီးတော့မန္တလေးရောက်ပါอืมမန္တလေးရမှာတစ်ဆင့်ဒီပြန်ရောက်လာဩသုံးတက်ခွေဩသုံးတက်ခွေကနေစရောက်လာကုန်းလုံးကနေစရောက်လာဩအဲ့သုံးတက်ခွေမှာတော့လည်းအခု2024ရဖြစ်သွားတဲ့ဖြစ်စဉ်လိုမျိုးပဲအစိတ်မွေတော့မဟုတ်ဘူးဒါတို့တက်မွေတော့မဟုတ်ဘူးပေါ့ဘူးလူလွယ်ကြားလိုက်ပါပဲအဲ့ချိန်ကဒီ၄ကီကောတဝိုက်မှာလေရင်နေကျဲသွားရဆိုအဲ့ချိန်ကကျွန်တော်ကဒီစေကန်းတနေရာမှာပေါ့အဲ့စေကန်းတနေရာမှာရှိနေအချိန်မှာ တခုလိုဖြစ်တဲ့ပုံစံမျိုးတွေပဲဖြစ်တာအသက်ရှူတွေကျက်တယ်နောက်ပြီးခေါင်းတွေကြိုက်လာတယ်နောက်ပြီးမူးတယ်မော်တယ်အဲ့ကျင်တယ်အစိုးဆုံးလူနာတယောက်ဆိုအသက်ဆုံးဆုံးတဲ့အထိပဲဖြစ်သွားတာအော်အဲ့လိုရှင်းမများတိုက်ပြီးတော့ဒီကျွန်တော်ဒီ line တွေတွန်းတယ်အဲ့လိုမျိုးပဲလုပ်လို့ရအောင်ဟုတ်ဒါမမရေအဲ့လိုတေးကံမရောက်တဲ့ဖြစ်ပျက်တွေပါရှိတယ် ကျွန်တော်ခဏခဏလုံးလုံးပါအဲ့ဒီတေကံမြောက်တဲ့အဖြစ်ပြက်တွေကပမာစလဲဆိုတော့ကျွန်တော်ဒီဘက် justice ဆိုကြောင်စပြီးတောင်းထားဆောင်တဲ့အချိန်မှာစလာအဲ2020ဆေးမှုကြီးလည်းကြုံရတာပဲเนาะဆေးရာကြီးလည်းကြုံရတယ်ဆေးမှုလည်းကြုံရတာကြုံရတာအဲ့တော့စပြီးရောက်တဲ့အချိန်မှာဟို location ကကြတော့ဘူးမှမမသိဘူးဟိုပုံချိုးကွယ်ချိုးနေရတဲ့သဘောတရားကိုဘယ်လိုညွှန်ပါဆိုရင် ဒီကလေးရင်တန်းပဲလေးရင်တန်းနဲ့နဲ့ကြည်တန်းအကြောက်ရတာအဲ့ဒီချိန်ကတိတ်ပြီးတော့တံပိုးမမြင်သေးဘူးတိုက်ပွဲတွေကလည်းကျွန်တော်ဒီဖြောက်ကြားတိုက်ပွဲလောက်ပဲရှိသေးတယ်ဆိုတော့ပုဂ္ဂိုလ်တွေလည်းရောက်လဲရောက်ပြီးတော့မှဘာရဖြစ်လဲဆိုတော့ပထမအဆုံးစပြီးတော့ထိတာစစ်နိုင်လို့အဲ့သူတို့ထိတဲ့အချိန်တော့ကျွန်တော်ပြန်မရောက်သေးဘူးဘာလို့ပြန်မြောက်သေးလို့ဆိုတော့ကျွန်တော် TV ဖြစ်လိုက်သေးတယ်။အော်။ Justice ဆိုရမှာတာဝန်ထမ်းဆောင်နေပဲ TV ဖြစ်။ TV ဖြစ်ပြီး2023အကုန်မှာကျွန်တော်ပြန်ရောက်လာတာ။အော်။ရှစ်လာနားလိုက်ရတာ ဒီဘီဖြစ်တဲ့အချိန်မှာတော့ဒီနှစ်ဖြားဖြစ်တာဘဝအသေးအတန်ပဲအင်းနှစ်ဖြားဖြစ်တဲ့အချိန်မှာကျွန်တော်စကိုင်းဘက်ရောက်နေတာအင်းစကိုင်းကဆရာဝန်နေလည်းမသိဘူးဒီနှစ်ဖြားအောင်သူတို့ Google တွေပါခောက်လိုက်ရှာတာပေါ့ဘလို့ဟောဒါမသိဒါမသိဆိုတော့ကျွန်တော်ပဲစင်ညွန်ပြပြလာတာဒါတို့ဝယ်ဒါတို့ဝယ်ဆိုပြီးချင်းနေတယ်ကောင်းပြီအဆင်ပြေလာတဲ့အချိန်မှာဒီပြန်ရောက်လာဒီပြန်ရောက်လာပြီးတော့တိုက်ပွဲကစတယ် ပြင်တော်လည်းပြင်းထန်တယ်ကျွန်တော်တို့ဒီခြေနှက်ဆင်းမဲ့တဲ့ပုံမှာဆို60ရာခိုင်နဲ့တော့ဒီအဆိုးမိုးထားတဲ့အခြေအနေတွေဖြစ်နေပြီပေါ့။အင်းအဲ့ဒီအချိန်မှာတို့ကမီကယ်ဝက်ပုံတွေပါမတုံးသေးဘူး။အင်းတုံးသေးမဲ့နဲ့ကျဲပေါ်တော့တော့ကြာတဲ့အချိန်မှာကျွန်တော်မရောက်သေးဘူး။အင်းနောက်ပိုင်းကျွန်တော်ညီလေးတယောက်ပိုင်းမှာဒိန်ဂျင်ဆိုတဲ့တယောက်ဒိန်ဂျင်မကြခင်ကမြင့်ကျော်တော့ဟုတ်တော့ဘယ် ရှိတာပေါ့အဲသူတို့ကျွန်တော်တို့လည်းသူတို့သူတို့သင်တန်းတက်နေတဲ့အချိန်ကျွန်တော်ဆင်းမှုပဲအဲ့မှာသူတို့ကြာပြီးတော့မှကျွန်တော်ရောက်လာအဲကောင်းလေးကြာတဲ့အချိန်ဆိုရင်ရုပ်တောင်မှတ်မိတော့အော်စိုးဆုံးအချိန်တွေကတော့အဲ့ကာလာကိုတော့ပြောလို့မရဘူးကျွန်တော်ဒီရပြီးတော့မဆုပ်ခွင့်ကာလာဘူးအော်ရပြီးမဆုပ်ခွင့်ကာလာမှာဆိုတခြားတမမန်လူတွေလည်း ကြတာအကြပါဒါပေမဲ့ကိုနဲ့အရင်နှီးဆုံးလူတွေပေါ့ထက်ကြီးဩထက်ကြီးရှုကပြောရတဲ့အောင်ရှုကပြောရတဲ့အောင်ထက်ကြီးဆိုရင်ဒါလုံးဝဘယ်လိုပြောရမလဲကလေးအဆန်နဲ့အကောင်းလေးဩကျွန်တော်လည်းဆိုလည်းပြောချင်တာပြောလို့ချင်တာလုပ်ပြီးတော့အဲ့လိုမျိုးနေတဲ့ကလေးပေါ့လို့လက်လက်ပေါ်ပါပါနေတဲ့လူငယ်ပေါ့နော်သူ့ကိုတဲလာလဲအခုကြောက်ရဲပျောက်ကြည့်ဆိုတဲ့အောင်ဩစပြီးတော့ဆွဲလာတဲ့အချိန်မှာအသက်မရှိတော့ ဩဖြူပဲတိုင်းလိုက်ဖြူတာဒီတငယ်ရဘာမှတွန့်ပဲကြမရတော့ခန္ဓာကိုယ်လည်းပျော့ဖတ်တယ်အဲ့နေအဲ့နေတနေတယ်မှာနေအဖြစ်ပြက်ကတတော်များပါတယ်အဲ့နေတရတယ်မှာရှေ့ရနေပြီးတော့ဟိုကောင်တွေကတိုးတဲ့တိုးချက်ကြီးอ่ะမြင်မကောင်းဟိုလူလိုသူလိုလည်းမတိုးဘူးအာပေါင်ထိသွားရဲ့တိုးတနကြီးနဲ့ထောက်ပြီးတက်လာတယ်အဲ့ထိတဲ့ကောင်တွေကထိတဲ့ကောင်တွေတက်လာဘယ်လောက်ပဲပြက်နေပြက်နေအဲ့မှာရအောင်တက် ဇွန်ဘီဇွန်ဘီကားကြီးကြည့်နေရတယ်လို့ဟုတ်ဟုတ်ဟယ်လိုကျွန်တော်တွေ့လဲဆိုအရှိကိုတစ်ခေါက်လောက်တွားလိုက်ရသေးတာဟုတ်ဒီတနတ်ဒီဖက်စတီဂျာကတော့တစ်ခေါက်တွားခဲ့တယ်ဟိုတစ်ခေါက်လူနာထန်းစင်နဲ့တဲတော့ကတစ်ခေါက်ဒါပေမဲ့မရောက်လိုက်ဘူးอืมအဲ့မှာလည်းနှစ်နာရီအတွင်းမှာလည်းကျွန်တော်ကြိုင်နေရတာစေတသား၃ယောက်ကျွန်တော်လည်းဆို၄ယောက်ပေါ့อืมလူနာအရက်80ကျော်ပါတယ် ူတို့ရတော့ရှောက်ပန်းထွန်နေတဲ့လူတွေရောနောက်ပြီးဒီကနေပြီးတော့တဲတဲလေးပြက်နေတဲ့လူတွေရောကမီကယ်ဝယ်ပုံပြီးတဲ့လူတွေရောတို့ယူသွင်းနေတယ်ပါပြောကြတာအဲလိုဆဲတာလည်းလည်းမိုးမှုန်းနေတာအာငါပြန်တိုက်မယ်ငါပြန်တိုက်မယ်ဆိုပြီးလောဘကိုကြိတ်မနိုင်ခိုင်းပြရဖြစ်တာပေါ့အဲ့လိုမျိုးဖြစ်အဲ့တော့ဆိုဆက်တိုက်ပွဲဆက်တာနေ့လည်းပိုင်းလာမှဆက်တာကျွန်တော်မနေ့ထပြီးတော့ မနက်စားရပါရောမစားရသေးအဲ့မှာ sense ကဘလို့ဖြစ်သွားလဲမသိဘူးစိတ်တက်လေးလာလေးပြီးတော့တခုဖြစ်တော့မယ်ဆိုတာကြိုသိတဲ့ sense မျိုးပေါ့ဒါကစိတ်သက်သာတိုင်းဖြစ်တယ်ပြောဒီစိတ်ကမှတာဝန်ထမ်းဆောင်တဲ့လူတိုင်းအောင်ဖြစ်တာအကုန်လုံးလေးလာတရားမျက်နှာတရားကြည့်ပြီးတော့ဘာလို့လဲဘာစကားမှမပြောလိုက်အကုန်လုံးပင်ဆက်ရှိတာပြင်သွားတာ connection ကအဲ့လိုမိပါတာပြီးတော့ကျွန်တော်တို့ခါပတ်ပတ်လည်းမှာစေတူရတယ်စေတခါရဆုပ်ပြီးသားဆယ်လုံးဒီဘက်မှာဆယ်လုံးပြီးစေအိတ်ကိုတမအရှိမတက်အိတ်နောက်မှတက်အိတ်ဘေးမှာနှက်အိတ် ဲ့လိုမျိုးတက်တာတော့ဈေးတွေအကုန်လုံးကုန်သွားတယ်။အော်ဈေးတွေတွေလည်းအကုန်လုံးကုန်သွားတယ်။လူကအဲ့လိုမနိုင်တာ။ဘာမှမရှိတော့ဒီကောင်ကိုကျွန်တော်ဗန်နေစီစာနဲ့ခွဲချပြီးတော့ဒီသွေးကိုထိန်းပေးရတယ်။သွေးမထိန်းရင်လူနာအသက်ဆုံးရှုံးသွားလိမ့်မယ်။ဟုတ်။ဒီရှေ့တန်းမှာဆိုကျွန်တော်ရွေးစရာနှစ်ခုပဲရှိတယ်။ Limb နဲ့ Life ပေါ့။ Limb ကကျတော့ကျွန်တော်ခြေချောင်းနဲ့ရှောင်းလို့ရှိမယ်။ Life ကကျတော့အသက်ပေါ့။ကျွန်တော်ကအသက်ပဲရွေးမယ်။ရင်တော့နာတာပေါ့။ဒီကိုရဲဘော်တရားခြေလိုက်အင်္ဂါအတွက်တော့ဒါပေမဲ့ရွေးချယ်စရာဆိုရင်တော့ ကျွန်တော်အသက်ကိုပဲယူရမှာဒီတော်နီကွဲပေါ့သွေးထမ်းချိုးစီးတဲ့ဟာအချိန်ကြာလိုက်ခါကျရင်ဒီကောင်ဖျက်ပြရဖို့ chance ကတော်တော်များပါတယ်အဲ့တော့ဒီကနေ season နဲ့သွေးကိုဒီမှာလုံးဝအောက်ကိုဆက်ပြီးမ season နိုင်အောင်ကျွန်တော်ဒီခြေထောက်မှာစမ်းကြည့်နေသွေးခုံတော့မမိအောင်စီးရတော့အဲ့တော့ကလာကြချေဆိုတာသွေးမလျှောက်တဲ့ခါကျရင်ဒီခြေထောက်ကဖြတ်ရင်လည်းဖြတ်လိုက်ရမယ်ဒါပေမဲ့ကျွန်တော်အဲ့ခြေထောက်ကိုမယွေဘူးအသက်ကိုပဲယွေဖြတ်မယ်ဖြတ်မယ်အဲ့တော့ရင်နာပါတော်တော်ရင်နာတော့ အဲ့လိုဒါလူကယ်ရတဲ့အလုတ်ဆိုပြီးတော့ရွေးထားပေါ့နော်နေရတကယ်တမ်းတော့ဒါလူကယ်ရတာဒါပေမဲ့မကယ်လိုက်နိုင်တဲ့အခြေအနေကြီးလဲအများကြီးကြုံခဲ့တာအများကြီးပါအဲ့ဒါကြောင့်ပြီးတော့ဖြစ်ချင်တော့အဲ့လိုမကယ်လိုက်နိုင်တဲ့သူတွေကလည်းကိုရဲဘော်ရဲဘက်တွေဖြစ်နေအောင်အဲ့အများကြီးခံစားရမယ်ဆိုတော့တော့နားလေပေါ့နော်အဲ့အဲ့လိုအဲ့ဒီမှာမမရဖြစ်နေတာမျိုးရရှိလားရှိတယ် ကယ်လဲနိုင်တယ်အော်လည်းမှတ်မှတ်ရရှိတယ်မကယ်လဲနိုင်တယ်လည်းမှတ်မှတ်ရရှိတယ်ကယ်လဲနိုင်တဲ့တရားကတော့စနိုက်ပါမှန်တာဟဲ့အင်ဂျူရီပေါ့သူကမျက်လုံးကနေသူလို့ဖောက်တော့ဟုတ်ဒီခေါင်းနောက်စီးအတီဟုတ်အဲ့ဒီအချိန်မှာလုံးဝသူကတွေးဦးတွေးနှဖြစ်နေပြီကျွန်တော်မှမှတ်တမ်းနေတာအကုန်ရှိတယ်သူတရားနဲ့ပတ်သက်ပြီးတော့อืมညနာလည်းလုံးဝဖောက်နေလို့မှပြောမစွန်တော့လက်လျှော့လိုက်တဲ့အနေထားပေါ့ဒါကျွန်တော်လုံးဝလက်မလျှော့ခဲ့ဘူးကျွန်တော်ဒီဆက်ပါနောက်ထပ်ကိုမာဖီရောလုံးဝလက်မလျှော့ခဲ့ဘူး ရတဲ့လောက်ဒီဆွဲပဲဆိုကျွန်တော်ကိုယ်တိုင်သူ့သွားရလဲမတော့ချောက်လိုက်ပါอืมရောင်လဲရောင်တယ်ရောင်ပြီးတော့မှဆဲတာတို့ဘူဝဘူဝလုတ်တာတို့တန်းတက်လောက်လုံးရှိတယ်တော့ချောက်လဲဒီယူရိုအပူဝါရှိနေစီးသွားတာရှိနေစီးသွားတာကိုမှတ်ပြီးတော့ဒီလူနာ chance ဘယ်လောက်လဲဘယ်လောက်လဲဆိုတော့ကျွန်တော်တွက်လို့ရတယ်อืมတော့ line နေတဲ့တော့ချောက်တင်ပါအောက်ဆီဂျင်တော့ချောက်ပေးပါအဲ့ဒါနဲ့ तू safe ဖြစ်တဲ့နေရာရောက်ပါဗန္ဓမာကတော့ chance နေတယ်နောက်ဆိုတော့တနေ့ရတော့အောင်မြင်သွားပြီပါအာ ရှာရှာပွားပွားကဲနေဘွားတာခြံသားပေးခဲ့တယ်မနိုင်တလုံးမနီတော်ဆိုတဲ့စေးတလုံးအဲ့တလုံးနဲ့သူ့အသက်ကိုထိနေဘွားတာဒီဒီဟာပေါ့နော်ဒါလေးတစ်ခုကြောင့်မလို့ဒီဒီဟာကြောင့်မလို့ဒါရေဘော့တယောက်နော်သက်ဆုံးရှုံးပြီလို့ထင်ရတယ်ရေဘော့တယောက်ကိုပြန်ပြီးတော့အသက်ကယ်လိုက်နိုင်တာပေါ့နော် ပြီးတော့ဒီတစ်ခုကြောင့်ရေလို့တော့မဟုတ်ပေါ့နော်ဒါလေးကြောင့်တစ်ခုရေတော့မဟုတ်ဘူးဒီလိုမျိုးဒါရေဘော့တယောက်ပေါ့မှာအခုလိုမျိုးစိတ်ရောကိုယ်ပါနှိမ့်ပြီးတော့နော်တော့မှသတိမပြတ်ဖ ೇನೆ သတိမလွတ်ဖ ೇನೆ လောက်ပြီးတဲ့ဒီရှားလေးကြောင့်လည်းပါတာပေါ့ဒါမဲ့ ရေးကြီးတယ်ဆိုတာလေးကိုပြောချင်တာပေါ့နော်အခုချိုးဟာရေးဆိုရင်ဒိတ်ကုန်နေပြီဒိတ်ကုန်နေပြီဒါပေမဲ့လွတ်မပြည့်ရဘူးလွတ်မပြည့်ရဘူးရများရလိမ့်မလားဆိုတဲ့ဟာမျိုးလေးပေါ့နော်အဲ့လိုမျိုးစီဝါတွေကလည်းတစ်ခွေ့အချိန်မှာအများကြီးရှိတယ်ပေါ့နော်ကျွန်တော်စီဝါလိုအပ်ချက်တွေအတွက်လည်းဒီလိုကျွန်တော်အနေနဲ့တောင်းဆိုချင်တာဒီကကြတော့ဒီကုန်းတော့ရဲ့ fashion ကို stable ဖြစ်အောင်ထိန်းကြည့်ပေးတဲ့အရာတစ်ခုပေါ့။အင်းအဲ့ကောင်လေးကတော်တော်အဆင်ပြေပါလား။အဲ့လေးတလုံးကြောင်မလို့။အဲ့ဒီတလုံးကြောင်မလို့။တခြားတော့ ခန္ဓာတွေလည်းပါလို့သူပြုစုပေးတဲ့ကျွန်တော်တို့ဒီဆေးအဖွဲကတောင်းကသတိမဲ့ပေါ်တယ်နော်သတိလုံးကတောင်းတော့တောက်ရှောက်နေတာနဲ့ကျွန်တော်သူ့စကားပြောပြနေတယ်ကျွန်တော်ရဲ့ဆေးရသာနောက်တစ်ရက်ပဲအော်ပြီးတော့ကိုဒီကဒုခွဲမှုတရားပဲတောက်ရှောက်လိုက်ပါလားကဲတင်တဲ့ line တော့အဲ့တရားပေါ့နောက် marketing line နိုင်တာတော့ကျွန်တော်ဆေးကန်းနေပြီးတော့ရောက်တဲ့အထိအသက်တော့ပါလာတယ်ဒါပေမဲ့သူ safe ဖြစ်တဲ့နေရာရောက်တဲ့အခါမှာကြားဆုံးပါ fracture ဒီပေါင်မျိုးကျတာဘာလို့ကျတော့ကျွန်တော်သွေးထွေးကျိုးလဲတင်းနေအောင်ဆီးပေးလိုက်တာဒါပေမဲ့ဘေးနားကနေပြီးတော့တောက်လျှောက်စကားပြောပေးနှိုးနှိုးပေးနေတယ်မရတော့တတိကလွတ်လွတ်နေလမ်းမှာလုံများတဲ့ခါမှာမနှိုးမိလို့လားဒါမှမဟုတ်ဘလို့ဖြစ်လို့လားမသိဘူးအကြောင်းတရားမျိုးမျိုးကြောင့်ပဲကြာဆောင်သွားခဲ့ရတယောက်ကနောက်ဆုံးအချိန်ဟိုတယောက်ကနောက်ဆုံးအချိန်မှာကြည့်ရအကြည့်ရဒါမှအကြည့်နဲ့လုံးဝမသိဘူးပြောမှဆိုကျွန်တော်တို့က အကြည့်မဟုတ်တဲ့အကြည့်လို့တတ်မှတ်တယ်။အင်းသူကပြောမှသူဝမ်းနေနေတယ်လို့မျိုးဝမ်းနေနေရလားဒါမှမဟုတ်သူ့ကိုကယ်ပါလို့ပြောနေရလားလည်းကျွန်တော်မသိဘူး။ပြောလည်းမပြောနိုင်ဘူး။သူလည်းပြောလည်းမပြောနိုင်ဘူး။ပြောဖို့အင်ကလည်းသူ့မှာမရှိဘူး။တော့မှဖြူဖက်ဖြော့နေတဲ့အခြေအနေ။အဲ့အခြေအနေရောနောက်ပြီး body ရဲ့မျက်နှာကိုသူတို့ကဖွင့်ကြည့်လိုက်တဲ့အခါကျရဲ့ဘယ်ရဲဘောပဲဖြစ်ဖြစ်မျက်နှာမိကြီးကျသွားတယ်လို့မရှိဘူး။ညီမာယူဆရဆိုရင်နောက်ဆန်တင်ကြီး ဟုတ်ပါဘူးอืมရဲဘော်တိုင်းကြားတယ်ခါနေမျိုးလုံးပွင့်ရတာဒါဝိညာဉ်မှန်ဆိုင်ရာယုံလားမယုံလားတော့မသိဘူးတခါရကြတယ်အိမ်မက်လူလူပါလူလူလေးဟာပြန်လာလို့ဘာလဲဟာလာပြီးတော့စတာမျိုးအဲလိုမျိုးရှိရဲဘော်တိုင်းမှာတချို့ရဲဘော်တော်များဆိုလည်းအဲ့ဒါတွေတွေ့ရဩဝန်နေတော့နော်အဲ့လက်ကဆုံးခဲ့တဲ့တွေ့ရတပတ်လောက်ထိတွေ့နေတယ်မပြဟိုခေါင်းနေမှာ ီကျောက်ကပန်းထလာတွေ့ဆိုနှာခေါင်းထဲဒီပါးစပ်တွေအုံးဝင်တယ်။ဒါထဲမှာကောက်ကလည်းကျောက်ကြီးပြတ်ပါလား။လက်ကြီးပြတ်ပါလား။နောက်ပြီးအောင်းအောင်မလိုက်ကြအောင်းနောက်ကြီးလက်ထဲမှာအဖတ်တွေလိုပြတ်နေ။ဆုံးအနိဋ္ဌာန်လေး။ဘယ်လောက်ဒီဆိုလဲဆိုခေါင်းကိုသူပြတ်ထွက်သွားတာ။ဘိုက်ကိုသူငိုဆွဲဖက်လိုက်တယ်။ပြဲသွားတာ။အဲ့ဒါကြီးပါလေ။ကောင်းတော့အနိုင်ထိုင်လို့ဆိုတော့ မှုတော့မမှုတော့ဘူးအဲမျိုးကြီးတွေ့နေတော့ပြင်းချင်းတရားဆိုတော့လည်းမမှုတော့ဘူးဒါစစ်ကတော့တိုင်ပန်းနဲ့ပေါက်တာမဟုတ်တဲ့အတွက်ကျန်သူတင်မလားကိုတင်မလားကျန်သူနိုင်မလားကိုနိုင်မလားနှစ်ခုတည်းကတခုအဲတော့ရှေ့ရောက်ပြီဆိုတော့လည်းကိုတင်မယ်ဆိုတော့မေ့တာအဲ့ဒါတက်ပွဲအောင်နိုင်တဲ့အဓိကအချက်လို့ကျွန်တော်ပြောကြည့်ဟိုတေးမှာဆိုတော့ခဏမိလာတယ်။ကြောင်းလေးပဲဖြစ်။ဒါပေမဲ့ ကျွန်တော်တခါမှတရံမပြုတ်ကျွန်တော်လူပဲရအောင်ကဲတနပြုတ်ဖို့တက်ကိုကျွန်တော်အာတန်တာဒီလူနာရဲ့ကဲဖို့ပြတဲ့လူတို့ကျွန်တော်ကလည်းစပိုးနေပေးတယ်နောက်ကလည်းစောက်တယ်ဘယ်လိုပါဖြစ်လဲအလုပ်ပေးမယ်အဲ့လိုဟုတ်ဟုတ်အဲ့ဒါစောက်တယ်ဒီเจ้าနေရာတော့တူတူကိုကိုသူမှပြန်ပြောခြင်းပေါ့နော်ပြန်ပြောခြင်းအဲ့မဲ့ဒါတွေကပြည်သူတွေလက်တီးဖို့တော့လိုအပ်တယ်နော်။အောင်မြင်မှုတွေရရတယ်။အဲအောင်မြင်မှုတွေရဖို့အတွက်ကိုပေးဆက်ရင်းနှီးနေရတဲ့အသက်တွေခံတာတွေ အများကြီးရှိတယ်နော်လူတိုင်းရဲ့အသက်ကတန်ဖိုးရှိအောင်အဲကြအဲ့လိုမျိုးတန်ဖိုးရှိတဲ့အသက်တွေကကိုယ့်ရဲ့ဘောရဲ့ဘက်တွေဖြစ်နေတာဘယ်သူမှတော့စိတ်မကောင်းဘူးပေါ့ဒါပေမဲ့လည်းဒီလူတွေဇာဆုံးသွားပြီးရဲ့နောက်မှာပေါ့နော်ဒါကြီးအောင်မြင်ပြီးသွားရင်ထဲထဲတန်တန်ကုန်ပြုခွင့်ရဖို့လည်းအရင်ရေးကြည့်ရပေါ့နော်အဲကြအဲ့ဒီအတွက်ကိုဒီလိုမျိုးပုံစံမျိုးဒါသိရှိအောင်ပြန်ပြောပြပေးရတဲ့အတွက်ရန်ကျေးဇူးတင်ပါတော့ဟုတ်ကဲ့ပြီးတော့ဒီဆေးဆေးပေါ့နော်ဆေးနဲ့ပတ်သက်လို့ဟိုပါပြတော့ကြတော့ဆေးအခုလက်ရှိရှိရဲ့ဆေးကြောင်းကဆေးရဲ့အခြေအနေအရလုံးလုံးလောက်ရှိရဲ့လား ဘယ်လိုပုံစံမျိုးချင်နေရှိသေးပတ်ဆိုင်ရာအရာဆိုတော့လုံလုံလောက်လောက်ရှိလာဆိုတော့ကျွန်တော်50 50လို့ပဲပြောရမှာဟုတ်50 50ပဲအခုကာလာကလည်းကျွန်တော်ဒီဈေးဝဈေးကတော်တော်မြင်မရတယ်မှာပါတယ်ဟုတ်စကြောကလည်းတခြားကျွန်တော်တို့ဈေးကောင်ဈေးအဖြစ်ပြီးနေဖြစ်ပေမဲ့လည်းဒီရလာတဲ့လူတွေအလျောက်မှာလိုအပ်ချက်တွေကတော့ရှိတယ်ဒါမှလည်းဘိုးလူနည်းနည်းအကူကြီးတောင်းလိုက်ကျွန်တော်အတိမိတ်ဆွေတွေဆက်အကူကြီးတောင်းတာပေါ့ ကျော်လုံးဝအလူမခံဘူးကိုရှိရင်ကို ATS မျိုးထည့်ပေးလိုက်တယ်ကိုမိဘဆွေမျိုးပဲပါရှိရင်ထည့်ပေးလိုက်တယ်အများတော့ဘူးအများတော့ဘူးဒါကျွန်တော်အဖွဲ့အစည်းမေးစည်းကံပဲအင်းအဲ့လိုမျိုးကိုပိုင်းအလူခံချက်ကျွန်တော်လုံးဝမလုပ်ဘူးဟုတ်လို့ကျေးဇူးတင်ဟုတ်ကဲ့ဒါဒီဒီညီလေးကတော့ဒါသူကြုံခဲ့တဲ့ဖြစ်ပျက်ကိုလုံးဝမပြောကျင်ဘူးဆိုတာလုံးဝပဲအကြောင်းနဲ့အများကြီးသိလိုက်ရတယ်ဗောနော်အဲ့ပြီးတော့ ဒီစစ်မြေပြင်မှာပေါ့နော်ဈေးဝလိုအပ်ချက်တွေအများကြီးရှိပါတယ်ပြီးတော့ဒီညီလေးတို့ဆိုရင်ရှေ့တန်းနေရာတွေကနေပြီးတော့ပြန်ပြီးတော့ချိုးနေရာတွေလက်လွတ်ရတဲ့အချိန်မှာပေါ့နော်ဈေးဝဆုံးရှုံးမှုတွေအများကြီးရှိတယ်နော်အများကြီးရှိတယ်စုဆောင်းထားတဲ့ဈေးဝတွေတိမ်ရာချီဆုံးရှုံးရတဲ့အဖြစ်မျိုးတွေသူကြုံခဲ့ရတယ်အဲပြီးတော့အဲ့ဈေးဝဘယ်လောက်ရေးကြီးလဲဆိုရင်ခုနပြောတဲ့တက်ကြိမ်နိုင်ခဲ့တဲ့အာရေပေါ်ရေပဲတက်ရောက်အသက်ကိုပေါ့နော်ကြိမ်နိုင်ခဲ့တဲ့ဟာဈေးလေးတစ်လုံးပဲဖြစ်တာပေါ့နော်အဲ့ဈေးလေးတစ်လုံးကြောင့်မလို့တက်ကြိမ်နိုင်ခဲ့တယ်အဲတော့ကျတော့မိဘပြည်သူတွေအနေနဲ့လည်း တက်နိုင်တော့လေးပေါ့နော်တက်နိုင်တော့လေးကူညီကြစေခြင်းနဲ့ဆိုတော့ကျွန်တော်ရဲဘော်တွေကအများကြီးပဲပေါ့နော်သူတို့အသက်တည်ဆုံးဖို့အတွက်ကိုလည်းသူတို့ဂိူးမဆိုင်ဘူးဒါလှုပ်ပေးနေကြတယ်ဒါပေမဲ့သူတို့လှုပ်ပေးနေရဆိုတာကျွန်တော်ဒါမိဘပြည်သူတွေအကုန်လုံးလွတ်မြောက်ဖို့အတွက်ကိုလှုပ်ပေးနေရဆိုတာကိုသိစေချင်တယ်ပေါ့နော်။ဒါအဲ့လိုအသက်တွေကိုကယ်နိုင်ရဲ့သားနဲ့မကယ်နိုင်နိုင်ဘူးဆိုတော့အခြေမျိုးအခြေအနေမျိုးတွေမဖြစ်ဖို့အတွက်ကိုပေါ့နော်။တက်နိုင်သလောက်လေးကျွန်တော်ကူညီစေချင်တယ်ပေါ့နော်။အခုလိုပြောပြပေးလို့လေဒီလိုတကယ်ကျေးဇူးတင်တယ်ပေါ့နော်။ဟုတ်ကဲ့။ အဲ့တော့ဒါနောက်ဆုံးအနေနဲ့ညီလေးအနေနဲ့ပေါ့နော်ဟုတ်ကဲ့ပြည်သူတွေကိုပြောချင်တဲ့စကားမျိုးရှိရင်လည်းပြောပြပါကျွန်တော်ဒီတော်လေးရမကြတော့ပါဘူးအောင်မြင်တော့ပါကျွန်တော်ဒီတလိုင်းပေါ့အင်းနဲ့အားလိုက်ချမယ်ချမယ်ချမယ်ကျောင်းဒါပြည်သူတွေလည်းဝိုင်းပြီးတော့ပါဝင်မယ်ကိုယ်လည်းကျုံးမယ်เนาะအကျုံးမယ်ဆိုရင်ဒါတေချာပေါအောင်ရင်မယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်เนาะ